တမရကအရေးပေါ်ဆဲအုပ်ချုပ်ရေးအမေရုတ်တရက်ကျင်းညာခဲ့တဲ့ဖြစ်ရပြီးတောင်ကိုရီးယားမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီးတမရရဲ့လုပ်ပိုင်ခွင့်တွေကိုကန့်တတ်ဖို့စဉ်းစားနေကြောင်းသိရပါဗျ။ဂျွန်လ3ရက်နေ့မှာကျင်းပမဲ့ဂျားပြရွေးကောက်ပွဲမတိုင်ခင်မှာတောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါတမရရဲ့လုပ်ပိုင်ခွင့်သတ်မှတ်ချက်တွေကိုပြင်ဆင်တဲ့မပြင်ဆင်တဲ့ဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးညှင်းခုံမှုတွေမြင့်တက်နေပါဗျ။ဒီဇင်ဘာ3ရက်နေ့တုန်းကတောင်ကိုရီးယားတမရယွန်းစုယောဟာလွှတ်တော်ထဲမှာမြောက်ကိုရီးယားအပိတ်ထောက်ခံတဲ့အင်အားစုတွေအသာရနေကြောင်းဆွဆွဲပြီး အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကိုကျင်ညာခဲ့ပါတယ်။ဒါပေမဲ့လူမှုရဲ့စန့်ကျင်မှုနဲ့လွတ်တော်အမတ်တွေကအ мян ဆုံးလူစုပြီးမဲခွဲဆုံးပြတ်မှုတွေကြောင့်တမရရဲ့စစ်အုပ်ချုပ်ရေးအမိန့်ဟာ6နိုင်ရင်ကျော်တာတက်တန်းကြမြင့်ခဲ့ပြီးပြန်လည်ရုပ်သိမ်းလိုက်ရပါတယ်။အဲ့ဒီကိစ္စကိုအကြောင်းပြုပြီးယွန်းဟာလဲတမရရာထူးကိုဆွတ်လွတ်ခဲ့ရပါတယ်။သူ့ကိုတမရနေရာကနေဖယ်ရှားဖို့တင့်မတင့်အခြေခံဥပဒေခုံရုံးကစစ်ဆက်နေတဲ့အတော်အတွင်းယွန်ဟာအရေးပေါ်စေအုပ်ချုပ်ရေးအမိန့်ကျင်းပခဲ့ဆိုတာဟာတမရလုတ်ပိုင်ခွင့်ထဲမှာပါဝင်ကြောင်း ူကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာမျိုးလုံးဝမရှိခဲ့ကြောင်းတောက်လျှောက်ခုခံပြောဆိုသွားခဲ့ပါတယ်။လက်ရှိအချိန်တွေမှာတော့တောင်ကိုရီးယားရဲ့အားကောင်းတဲ့နိုင်ငံရေးပါတီကြီးတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေပါတမရရဲ့လုံပိုင်ခွင့်တွေကိုပြင်ဆင်ကန့်တတ်ဖို့အများကြီးအလေးအနက်စဉ်းစားနေကြပြီလို့ဆိုပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်နိုင်ခြင်းနဲ့ပတ်သက်ရင်အလားအလာအကောင်းဆုံးအချိန်ကာလတစ်ခုလို့ချောင်ကီတက္ကသိုလ်ရဲ့ပြည်သူ့စီမံရေးဌာနပေါမောက်ကချေဂျွန်ဝန်းကအမှတ်ချက်ပေးခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုနောက်ဆုံးပြင်ဆင်ခဲ့တာဟာ1989ခုနှစ်ကဖြစ်ပြီးတမရကိုဓာတ်ရိုက်ရွေးကောက်တင်မြောက်ပိုင်ခွင့်နဲ့ငါးနှစ်သက်တမ်းတစ်ကြိမ်သာထားရှိတဲ့ကန့်တန့်ခွင့်တွေကိုထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့ထိတ်ဆုံးကရေပန်းစားနေသူ Liberal Democratic Party တမရလောင်လီချင်းမြောင်ကဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဆွဲမယ်ဆိုရင်တမရသက်တမ်းကို၄နှစ်ထိပြန်လျှော့ချပေမဲ့သက်တမ်းနှစ်ကြိမ်တာဝန်ယူခွင့်ပြုဖို့ကိုလည်းထည့်စင်းသားတဲ့ကြောင်းအကြံပြုထားပါတယ်။ သမရကတာဝန်ယူရတဲ့အခမ်းကဏ္ဍတွေပုံမအားကောင်းဖို့လိုအပ်ပြီးတစ်ဖက်မှာတော့အာနာကိုဗဟိုချက်ကချုပ်ကင်ထားမှုကိုလျှော့ချဖို့လိုကြောင်းသူကပြောပါတယ်။နောက်ထပ်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ပြည်သူ့အင်အားပါတီရဲ့သမရလောင်းဂင်မွန်စုကလည်းအနာဂတ်သမရတွေဟာလင်းနှစ်သက်တမ်းနှစ်ကြိမ်တာဝန်ယူခွင့်ရှိတဲ့နယ်ဆိုတဲ့သဘောထားကိုထောက်ခံထားပါတယ်။သမရတွေဟာပြစ်မှုပြစ်ဒဏ်အများစုကကင်းလွတ်ခွင့်ရထားတဲ့အခွင့်အရေးသတ်မှတ်ချက်ကိုဖယ်ရှားတဲ့နယ်လို့လည်းသူကပြောပါတယ်။တကယ်လို့ဖယ်စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နိုင်ငံရေးပါတီတွေညှိနှိုင်းသဘောတူညီပြီးပြီးဆိုရင်ဘယ်အချက်ကိုပြင်ဆင်မလဲဆိုရက်ပေါ်လွှတ်တော်မှာမဲခွဲဆုံးဖြတ်အတည်ပြုချက်ကိုရယူရမှာပါအဲ့ဒီအစဉ်ကိုကြော်ဖြတ်နိုင်ပြီဆိုရင်တော့အတင့်တက်လာမဲ့သမရရဲ့တက်တန်တွင်လူမှုစံသားခံယူပွဲတစ်ခုကျင်းပပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတရားဝင်အတည်ပြုနိုင်အောင်ဆက်လက်လှုပ်ဆောင်သွားရမှာဖြစ်ပါရဲ့ရှင်